လာဦးကြောင်းနဲ့ကျောင်းဝင်မှာပဲဒါအတန်ရှင်ငန်းလေးထားတာပေါ့အဖီရန်နေကဥဆောင်ပြီးတော့သဘောရိပ်တာအတွက်ဥစုံဖွဲ့ကြီးလာခဲ့ရတယ်ပေါ့ဒါသဘောဝရိပ်တာရဲ့ခဏိကထိန်အတွက်ကိုကျောင်းမှာလည်းလှုပ်ခဲ့ပြီးပြီဒီမှာပြန်ပြီးတော့ဆွံ့ကျွေးပြီးတော့ဒီမှာထပ်လုပ်ကြရတယ်ပေါ့ဟောမပြီဓမ္မမိတ်ဆွေတွေသိသိချင်းလို့ဥစုံကလည်းအဲဒီကထွက်ခွာပြီးနောက်ထပ်သွားခေါ်တော့မယ်ဟောမပြီဒါတော့ အားလုံးမြင်တွေ့အောင်အကုန်လုံးမှတ်မှတ်ရရတင်ပြလိုက်ပါတယ်။ဗီယက်နမ်တွေကတဘာဝရိတ်တာရဲ့ကထိန်အနေနဲ့စီစဉ်တာပြောရတော့ဒီမာရီယာဒီမာအကြောင်းနေမှန်သမျှကတော့တိုးတွေနဲ့ပဲယက်တီနေရတာလေ။ဒါလိုပဲမြန်မာအကြောင်းသားတွေကိုလည်းတိုးတွေရဲ့စတင်ကြရတာပေါ့။ဒီမာတော့ဦးစင်းကတိရီကျင်တို့ မတမ်းမတင်လုပ်ပြတာပေါ့ဒါတော့လာဦးကဘုရားဘာသာဆရာတော်ကြီးတွေပဲပြောမှာပေါ့အမသူတို့တိလာပြေးပါညာလုံးဝဝင်ရတယ်ဘယ်တော့ဒီမှာရှိတယ်အဲအော်ရတော့အော်နေတယ်လာဦးရဲ့ဝေပုံစားဝန်ထိုင်းနိုင်ငံရဲ့ဝေပုံစားအေးတူတာပေါ့အဲထိုင်းရဲ့ငွေသက်များတာပေါ့

Mm. Okay. No problem. So, we? <coughs> we need to have time. ညတွေ့တဲ့အတိုင်းပဲဒါသူတို့ရဲ့တနေ့ထုံးစံအတိုင်းလုပ်ကြတာပေါ့ uh -huh. yeah. <coughs> 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 အဲ့ဒါပဲမှတ်တမ်းတင်ပြပါတယ်လာဦးကထိုင်းရဲ့အမှုအသက်တွေရတယ်ရှင်ဘာမှမဖြစ်ဘူးကျွန်တော်ကနိုင်ဟင်အမှုအသက်တွေညာတကယ်တော့လေအောင်မြင်တဲ့တိုင်းပြည်ရဲ့တကယ်တော့ထေရဝါဒဟာဥစဉ်မြန်မာနိုင်ငံကပဲအားလုံးလွတ်မှုတွေသို့တော်လေအခုတော့ ။ခိုင်ကအစီအဝိုင်းတိုးတက်တော့သူရဲ့အမြင်အယူအဆတွေကအစအကုန်လုံးပြောင်းလဲသွားတာပေါ့။ဘုံတရားတိုင်းအင်္ဂုလိမာနအားလုံးနဲ့ကြွားနေ။နန်းကနေတဲ့ရရ။အဲ့လို့အဲ့တော့အခုကပြန်လဲရမှာလားဒီတိုင်းမထားဘူးထိုင်လိုက်ပါဦးဟောညနေမှာ ဟုတ်ပြီဟုတ်ကောင်းပါပြီဒီမှာမေးစင်မြည်ရတာရှင်အားလုံးတော့တန်ခါကြီးနဲ့အလုံးချမ်းမိပါပြီဒါလေးတော့ဥပမာတရားတင်ပြလိုက်ပါတယ်သူရအခုလုံးနေတဲ့ပွဲလေးကိုမရှိရ ကျွန်မချင်းနိဗ္ဗာန်တွေ့တာအိမ်မှာချင်းရှိတယ်။လာဦးเจ้าမှာလှုပ်တဲ့ပွဲပေါ့။